ဒီဇင်ဘာတရက်နေ့ကဒီနီပရိုမျိုးစက်မှုဆောင်တွင်ကိုရုရှားကပယ်ထိန်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ယူကရိန်းပြည်သူ၄ဦးသေဆုံးပြီးအယောက်40ကျော်ဒဏ်ရာရခဲ့တာကိုလက်စားချေတိုက်ခိုက်မှုအနေနဲ့ဒီဇင်ဘာလ၂ရက်နေ့မှာရုရှားထောက်လှမ်းရေး FSB ရုံးနဲ့ခြေချင်းညာစစ်ဌာနချုပ်ကိုယူကရိန်းကဒရုန်းတွေနဲ့ပြန်လည်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ် လူမှုကွန်ရက်ပေါ်မြင်တွေ့ခဲ့ရတဲ့ဓာတ်ပုံနဲ့ရုပ်တံမှတ်တမ်းတွေအရာ FSB ရုံးရဲ့ပရင်ပေါက်နဲ့အမိုးတွေပောက်ကွဲလွင့်စင်သွားတာကိုတွေ့ရှိခဲ့ရပါတယ်။တပြိုင်နက်တည်းမှာပဲယူကရိန်းကျူကျော်စစ်မှောင်းဥဆောင်တိုက်ခိုက်ပေးနေတဲ့ပူတင်ရဲ့လက်ယုံဖြစ်တဲ့ကိုပိုင်လွတ်လပ်ခွင့်ရခြေချင်းညာဒေသကအထူးတပ်ဖွဲ့စစ်ရုံးချုပ်နေရာကိုလည်းယူကရိန်း drone တွေဝင်ရောက်တိုက်ခိုက်ခဲ့ရမှာကြီးမားတဲ့မီးလောင်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ်ပူတင်ရဲ့ခရိုနီချင်းချင်းညာစစ်ကောင်းဆောင်ကာရီရော့ဖ်ဂူဒါမတ်ကအက်မတ်စစ်ရုံးချုပ်ပောက်ကွဲသွားတဲ့ရုတ်တံမှတ်တမ်းတွေထွက်ပေါ်လာပြီးရုရှားနိုင်ငံအတွင်ပိုင်းကိုယူကရိန်းဘက်ကဒရုန်းတိုက်ခိုက်မှုအောင်မြင်ခဲ့တာဟာပူတင်အတွက်ဒေါသထွက်ပောက်ကွဲစရာဖြစ်ခဲ့ပါတယ်။